မင်္ဂလာပါယက်ဒီနေ့တော့ကျွန်တော် ChatGPT ကဘာသာပြန်ပေးတာလေးကိုကျွန်တော်မျှဝေပေးသလိုပါတယ်အဲ့ဒါတော့ GTA စကြဝဏ္ဏဆိုပြီးတော့ကျွန်တော်ချက်ပေါက်မှာရလိုက်တဲ့အခါမှာကျွန်တော်တို့ချက်ပေါက်ရဲ့ prompt ကပေါ့နော်ဒီ image creation ကနေပြီးတော့ကျွန်တော်တို့ဗုဒ္ဓမြတ်စွာဘုရားရဲ့ပုံတော်ပေါ့နော်ပုံတော်ထုတ်ပေးရပေါ့နော်အောက်မှာလဲစာသားလေးပါစကြဝဏ္ဏဆိုပြီးတော့ဒါတော့ကျွန်တော် ကြိုတင်တွင်းထားတဲ့ data တွေမဟုတ်ဘဲနဲ့ကျွန်တော်တို့ ChatGPT ကတိရှိပြီးတော့မှအလိုလျောက်ထုတ်ပေးတဲ့ပုံပေါ့နော်ကျွန်တော်လည်းထုတ်ထုတ်ချင်တော့အံ့ဩသွားရပေါ့နော်ဒါဘယ်လိုအဖြစ်မျိုးရလာမလဲဆိုတော့စကြဝဠာရဲ့အသေးပဲကိုကျွန်တော်တို့ AI ပေါ့ Artificial Intelligence ကနားလည်တာကတော့ကျွန်တော်တို့ဘုဒ္ဓမြတ်စွာဘုရားဆိုတာပေါ့ကျွန်တော် YouTube လေးပဲဟိုကျွန်တော်နားလည်နိုင်ပါပြီဒီဟာကကျွန်တော်ဟိုဟာ test လုပ်လိုက်တဲ့တစ်ခုလည်းဖြစ်ပါတယ် version တစ်ခုလည်းဖြစ်တယ်အာ စဉ်းစားဖို့ကောင်းတယ်ဒီပုံကိုကျွန်တော် download ယူလို့ရတယ်ပြီးတော့မှကျွန်တော် share လုပ်လို့ရတယ်ပေါ့နော် share လုပ်ပေးလို့ရတယ် like ပေးလို့လည်းရတယ်ပေါ့နော်အောက်ကဘောက်ဘောက်မှာတော့ကိုလိုချင်တဲ့စာသားတွေရိုက်ထည့်လို့ရတယ်အဲကျွန်တော်တို့ဒီဓာတ်ပုံနဲ့လည်းကျွန်တော် creation ပြန်ပြီး translation ဖော်ခိုင်းလို့ရတယ်ကျွန်တော်အတန်အတန်နဲ့လည်း version ထည့်ပေးလို့ရပါတယ် mail လို့ရပါတယ်